ကျွန်တော် TikTok မှာ movie လေးတစ်ပုဒ်တွေ့လို့ရှိလာတာပေါ့နော်ကျွန်တော်ဖွင့်ပြမယ်ပြီးရင်ကျွန်တော်တစ်ချက်ချင်းပြောပြမယ်ခင်ဗျားတို့အမားမှခင်ဗျားတို့အုံလုံးနဲ့စဉ်းစားဟုတ်ပြီနော်ချုပ်ပြောတာလည်းခင်ဗျားတို့မှန်တယ်လို့မထင်နဲ့ဟုတ်ပြီနော်ခင်ဗျားတို့အုံလုံးနဲ့ခင်ဗျားတို့စဉ်းစားစဉ်းစားပြီးချုပ်ပြောတာတွေကမှားတယ်ဆိုရင်ဒါပြောဟုတ်ပြီနော်ချုပ်လာပြောအဲ့တော့ခင်ဗျားတို့ဘာကြောင့်ခင်ဗျားတို့ဘဝကြီးပြက်ကြတယ်ခင်ဗျားတို့ဘာကြောင့်အလင်ခံရလဲဆိုတော့နေတော့နေသေးတယ်ဒီစကားရရင်ခွင့်လို့ခင်ဗျားတို့ဘဝကြီးပြက်စီးရတာခင်ဗျားတို့ဒုက္ခရောက်ခဲ့ရတာနေတော့နေသေးတယ်ဟုတ်ပြီနော် ဒီလိုမျိုးအော်ဒနာစကားတွေခင်ဗျားတို့နားထောင်ပို့ပြီးတော့ခွေးပြစ်လိမ့်မယ်နော်အဲကျွန်တော်တစ်ချက်ချင်းပြောပြမယ်နားထောင်မင်းတရားဆိုမင်းကတရားဆိုချင်တယ်လေပြောသေးတယ်အော်ဒါနာရဲ့မရှိလားဆိုမင်းကဘာကောင်မလို့လဲဘာစကားပြောလဲဆောက်ချက်မရှိဘူးလား ဒုတိယလူဒုတိယတရားဆွဲမယ်ဆိုနိုင်ငံတော်နိုင်ငံတော်ကြီးကဲကပြောနေလူဒုတိယတရားဆွဲမယ်ဆိုမင်းဘာလုပ်ရလဲရှင်တို့ဟုတ်ပြီနော်အဲ့တော့ဥက္ကုဏီကဥပရိပညာရှင်လားရှင်းနေလားကဲကျွန်တော်မေးပြီအကနာဖြစ်ကြီးဥက္ကုဏီကဥပရိပညာရှင်လားရှင်းနေလားဟုတ်နော်အဲ့တော့ကနဥက္ကုဏီလောက်ကြခံရတဲ့ခါတော့ဥပရိပညာရှင်ဥက္ကုဏီလောက်ကြခံရလို့ရေးတာလားဟုတ်ပြီနော်သတင်းဌာနတွေကရှင်းနေဥက္ကုဏီလောက်ကြခံရလို့ရေးလားကနာဖြစ်ကြီး ဥက္ကဏီယာဥပ္ပိပညာရှင်လားရှင်းနေလားတရားဥပ္ပဒုဒုထိုးလုံးဝင်ရှင်းလို့နောက်ဥပ္ပိပညာရှင်ဟုတ်လားဟမ်မင်းလောက်ရည်ရှင်းမပြောနဲ့မင်းလောက်ကောင်မျိုးပကံစီတဲ့မင်းလောက်ကောင်မျိုးပြောနဲ့မင်းလောက်အာကိုကနေအနောက်နိုင်ငံတွေကဘာလို့လို့ရလဲဟုတ်ပြီနော် မတရားမှုလုပ်လို့ကတော့ခမလားနိုင်ငံတကာတရားဥပဒေစမှုရေးဆိုပြီးနိုင်ငံတကာကိုလေဝင်ရောက်မှုတွေတဲ့မင်းတို့ကိုကိုနဲ့အနောက်ကနေနိုင်ငံတကာကိုတရားနိုင်ငံတကာတရားဥပဒေစမှုရေးဆိုပြီးတော့လေအဲ့ဒါနိုင်ငံတိုင်းရဲ့ပြဿနာတွေကိုဝင်ရောက်ပြီးတော့ဆွတ်ဖက်နေတဲ့မင်းတို့နောက်နိုင်ငံတွေတော့မလုပ်လို့ရတယ်အဲ့တော့ကောင်းပြီစောတော့သားပါလာခဲ့လာခဲ့လာလာခဲ့လာခဲ့ဆိုတာတရားဥပဒေလေးပြောသေးမရှိလားမင်းဘာကောင်းလို့မင်းတို့ပကံစည်းခွင့်မောင်းနေကောင်က မင်းအောက်ကနေခေါင်းနေတာမင်းတို့စောက်တော်သားတွေပဲရောက်ဟဲ့မင်းတို့ကယူနားထောင်မလိမ့်မသားမင်းတို့စောက်တော်သားတွေကနားထောင်လိမ့်မယ်ငါတို့တော့ကောင်းပြီလေမင်းတို့တစ်ချက်ချင်းထောက်ဟုတ်ပြီနော်အဲ့တော့ကောင်းပြီကျုပ်ပြောပြမယ်ဟဲ့တော့အဲ့တော့လက်စီမင်းကကုတ္တရဆိုင်ကပကံစီတဲ့ခွေးမောင်းနဲ့ကောင်မင်းစောက်ပစောက်တိတ်တာမင်းတို့လာပတ်လိုက်ရမလားလာပိတ်လိုက်ရမလားတရားဝိရိယပြုမြောက်ပါကြီးတရားဝိရိယပြုမြောက်ပါကြီးအဲ့ဒီကောင်တရားဆွဲနေလား ဆွဲခြင်းအဲ့ဒီခုနကျွန်တော်ပြောခဲ့တဲ့ဒီကောင်ကိုချိချောက်ခဲ့တဲ့နော်လာပိတ်လိုက်ရမလားလပ်တက်လိုက်ရမလားဆိုတဲ့ဟောစစ်လိုက်ပါငူပြီးကိုစစ်လိုက်စစ်ပြီးတော့ကျန်ဘာလုပ်ရမလဲအရင်ဆုံးကျွန်တော်ခင်ဗျားတို့မျက်စိနဲ့မြင်အောင်ပြောအောင်ဒီကောင်ကိုပေါဝင်ပေါဝင်အောင်လို့ပေါဝင်အောင်လို့ဒီကောင်ကိုလည်း role နဲ့တင်ပေးလိုက်မယ်အဲ့ဝန်ရမ်းပြီးကိုမြန်မာနိုင်ငံနဲ့ပြန်သွင်းလိုက်နော်မြန်မာနိုင်ငံနဲ့ပြန်သွင်းလိုက်ခုနကကျွန်တော်သူ့ပြောထားတဲ့လပ်တက်လိုက်ရမလားအာမချောင်းနဲ့လပ်ပိတ်လိုက်ရမလားဆိုတဲ့သူ့ကျွန်တော်ပြောထားတဲ့ဟာတရားဥပဒေကပြည့်မှုမြောက်သွားပြီ ကျွန်တော်တရားဆွဲခြင်းတယ်မလားကျုပ်ကတရားဆွဲခြင်းတယ်မလားအဲ့ဒီကောင်အဲ့ဒီ movie ကိုစပြီးတော့ဘာသွားလုပ်ရလဲစကန်သွားပြီးမှုဖွင့်ရတယ်ပြီလားဈေးစကန်သွားပြီးမှုဖွင့်ရတယ်ဟုတ်ပြီလားမသိဘူးမဟုတ်ဘူးပြောဒီထဲမှာကြည့်နေဥပဒေဟိုရှင်းနေဥပဒေကြောင့်လည်းရှင်းနေတယ်ပါသလိုဟုတ်လားဘူသူဒ္ဓရှိရလူတွေလည်းပါပါလိမ့်မယ်အားတော်ကြည့်ဟုတ်ပြီနော်အတိညာဘူသူဒ္ဓပြည့်စုံတဲ့လူတွေလည်းပါပါလိမ့်မယ်အဲ့ဈေးစကန်ကိုကျွန်တော်အဲ့ movie ကိုစပြီးဈေးစကန်ကိုသွားအမှုဖွင့် ဘာလို့စီခိုင်းလဲဆိုတော့စကမ်းမှာသွားပြီးအမှုတစ်ခုဖွင့်မယ်ဆိုခိုင်လုံးနဲ့တက်တဲ့အကြောင်းမှချက်မရှိပဲဘူးမဖွင့်ပေးပါဘူးဟိုရောလီယာထိုင်းနိုင်ငံမှာဟိုလီဝီကျော်ဖြစ်သွားတယ်ကော်မလေးတယောက်ဒီအင်္ဂလိပ်ကျောင်းဆရာနေလားကော်မလေးကဒါအချင်းချင်းဘာဖြစ်လဲကော်မလေးကခွာဖြစ်လာတာကယောဂဖြစ်လာတာမှာအစီကံတော့ကြတဲ့ခါကျတော့စကမ်းတော့အဲ့ဒါမဟုတ်ဘူးပေးအဲ့ဒီဆရာနဲ့ပြောဆိုထားတာပြန်ပြီးတော့မတန် record ယူလာပါယူပြီးတော့အမှုလာပြန်ဖွင့်ပါလို့ဒါထိုင်းကပြောလိုက်ဘာလို့တက်တဲ့မရှိလို့အမှုမပေးလို့မရအောင် ခိုင်လုံးတဲ့တက်တည်အကြောင်းပါချက်မရှိဘူးမှုမှုပြပြောစကံမှုပြပြပြောမှာတရားလိုမျိုးတရားကိုတည်ပြီးတရားဆွဆိုပါပါခင်ဗျာမဟုတ်ပြောတော့ဟုတ်ပြီလားမင်းကြီးလာခဲ့လားလာခဲ့လားလာခဲ့လားပါလားမင်းကြီးကိုလာမှာမင်းတို့ပကံစီတဲ့ကောင်တွေလာလိမ့်မယ်နိုင်ငံတော်ကြီးကဲကိုလူတော့ဖို့တာမန်အစ်သားလူပုဂ္ဂိုလ်လူကူတယောက်ဆော်ရတဲ့နော်ပြမှုနဲ့အဖွဲ့ကြီးကလူကူတယောက်ကိုလူတယောက်ကိုဆော်ရတဲ့ပြမှု နိုင်ငံတော်ကြီးကဲလို့ဆိုကြတဲ့ပြုမတူညီဘူးနော်ဟုတ်ပြီလားမင်းနိုင်ငံတော်အခွင့်အာဏာအနိုင်လာတယ်အဲ့တော့ကောင်းပြီဗာရေးထားတာရေးထားတာရှိပါသေးတယ်ခင်ဗျားရေးထားတာစာစာလေးရေးထားရှိပါသေးတယ်အဲ့ဒီကျွန်တော်ရင်ကြည့်လို့ရင်မိတယ်အော်စကားပြောရဲဆိုတော့တရားအများဆုံးမရှိအောင်ပြောရပါတယ်အဂရိမှုနဲ့တရားဆွဲခံတာကသူကကုံဆုံးဆိုင်တော့မရှိပါဘူးလေအဲအဲ့တော့ဘာလို့မျိုးနိုင်ငံတော်တိုင်ပင်ခံတက်လို့နေသေးလဲကုံဆိုင်ဖွင့်လာပါလားစော်တော်သားတွေကလည်းရေးထားတာကြီးပါ ဲ့လိုပြောတဲ့ကောင်ကျွန်တော်ကလေဒီလိုကြီးပြောလိုက်ခါကျရင်ကျုပ်ဟိုဖြစ်တယ်ဖြစ်အောင်ပဲမင်းဘယ်မှာငွေဘယ်လောက်အပ်ဘူးလဲဟုတ်လားနော်မင်းပစံပစံရောခိုင်ခါလားမင်းဘဏ်ကောက်ရှိလားဘဏ်ညောင်းပြောတဲ့ကြာကျရင်ခမပြောဦးမယ်တရံပြည်တွင်းပြည်ပဘဏ်တွေရှိသေးရဲ့ပါလေကုန်းစံတိုင်းမှာကုန်းအကရိမှုနဲ့တရားဆက်ကနေသူကကုန်းစံတော်မရှိပါဘူးလေအဲတော်သေးတာပေါ့သူငစိမ့်တဲ့မင်းတို့ပြီးမလို့လို့နော်မင်းတို့မင်းတို့ကုန်းကုန်းစံကုန်းစံတိုင်းမှာကုန်းစံရောင်းတဲ့ကုန်းစံတွေလောက်ပြီးလို့လို့နော် ဈေးရမ9ရောက်နဲ့ငစိမ့်တယ်မဟုတ်ဘူးလို့မျိုးပြောဖက်ရေးရေးရေးရုံးမှာအုတ်တောက်ပြညာနေရအဲ့တော့ကောင်းပြီရောချက်ကမင်းတို့မျိုးအဂတိမှုနဲ့တရားဆွဲတဲ့နေရာမှာခိုင်လုံတဲ့တတိအကြောင်းပြချက်မရှိဘဲဆွဲထားရလားကောင်းပြီမင်းတို့မျိုးရဲ့မွေးစားသားလေးတချင်ကလေမမေရဲ့သားမမေရဲ့သားကွိဖြိုးကွိဖြိုးသွားလေဟုတ်လားဘာဖြစ်ဆိုတာလဲနော် ဒေါ်သန်းစီပြီးွားရင်အဲ့အချိန်တော့အဲ့အချိန်တော့ဒေါ်သန်းစီပြီးွားရင်ရန်ကုန်တိုင်းဝင်ကြဦးကျိုးမင်းတဲ့ရမင်းတို့ကိုကွန်ရဲ့နော်ခေါမော်တင်ထားတဲ့လူတယောက်ပေါ့ဟုတ်ပြီအမေ PSO ဘယ်လိုထားခဲ့ပြီးတော့ရှေ့ပနေရတာဒေါ်လာဘလောက်ဘာညတာကဆိုတာဟုတ်လားအဲ့သက်တည်အဲ့သက်တည်ဟုတ်ပြီလားမင်းတလူတရားဦးတရားကျွန်တော်ကျွန်တော်ပြောပြရင်နော်တရားဦးတရားနားလေလူဒီမှာပါတယ်ရှိနေသေးတယ်ကြည့်ဒီတော့ပါပါလိမ့်မယ်ဟုတ်လားကောင်းပြီမတရားဦးစစ်တပ်ကဖမ်းဆီးပြီးထောင်ထဲပါတယ် မင်းတို့ကနိုင်ငံရေးဆိုအကစားတည်တာဟုတ်ပြီနော်စစ်တပ်ကမင်းတို့မမေကိုဖုံးလိုက်အဝန်နဲ့ထဖမ်းပြီးတော့ထောင်ထဲထတာမဟုတ်ဘူးမဖမ်းချင်လို့အစိုးရကဘာတွေမင်းတို့ခက်ခဲရတပ်မတော်ရဲ့ဂုံသိကအောက်ချုပ်ပြီးဘာတွေဘလို့တောင်းဆိုကြလဲမေးကြည့်ပါတီတွေဝမ်းမိတိုင်တောင်ပါတီတွေကိုနားချပြီးယနေ့ပြည့်ပြည့်မဲ့ပုံရိပ်ကိုကျွန်တော်မလုပ်ရတာဘာမှမရှိဘူးဆိုပြီးယနေ့ပြည့်ပြည့်မဲ့နိုင်ငံရဲ့ပြည့်ပြည့်မဲ့ပုံရိပ်ကိုတွပြပြီးတော့ပြန်လွတ်လိုက်တယ်ပြန်လွတ်လိုက်တယ်နော်ဟုတ်ပြီလား ဘယ်နဲ့ကျင်အောင်မလုပ်တော့ဆုပ်ခဲ့လဲဟုတ်ပြီလားတမ်းမလို့ကာဟုစုကာဟုစုကိုကိုယ်တိုင်မီဒီယာနဲ့ထွက်ပြီးရှင်းနေလဲမင်းတို့နိုင်ငံရေးကြောင့်ဆက်ကူစားတာမဟုတ်ဘူးမင်းတို့နိုင်ငံရေးဘာမှမသိတာမဟုတ်ဘူးဟွန်းနိုင်ငံရေးနိုင်ငံရေးဆိုမေမေဒီမိုကရေစီဆိုမေမေဆိုမင်းတို့အဲ့လောက်သိတာအဲ့လိုတချို့လူကအဲ့လိုပဲမနာနိုင်အမှန်တရားတမ်းတော့တမင်းမပညာရေးအခွဲကဘိုးချုပ်တွေဘိုးချုပ်ကြီးတွေကမီဒီယာနဲ့ခေါ်ပြီးပြောနေလို့မင်းမဆိုင်ဘူးအာမလုပ်ချင်လို့ပြောနေတာ မင်းတို့ပကံစည်းခွေးပေါင်းတဲ့ကောင်တရားဥပဒေနဲ့စကားပြောသေးတယ်တရားစွဲဆုံးလည်းပြောသေးတယ်ပုံမှန်တရားတက်ဝင်ပြောသေးတယ်ဟုတ်လားလက်ကလက်ကလက်ကတော့မင်းနေရတော့ရင်မင်းတို့ပဲပကံစည်းရမှာပေါ့မင်းတို့ပဲပကံစည်းခွေးပေါင်းနဲ့ဘွားလေလိုက်ဖောင်းနေလိုက်ကြိုက်နေဘွားစီပဲရမှာပေါ့မင်းတရားစွဲဆုံးခြင်းလည်းပြောသေးတယ်ဟုတ်ပြီလားကျွန်တော်ပြောလို့ကျွန်တော်တရားစွဲဆုံးခြင်းလည်းဒီကောင်တော့ရင်တော့ပေါင်လေးသွင်းမယ်ဆိုရိုးလေးလေးတင်လိုက်မယ်ဆိုဒီကောင်ဒီမနိုင်ငံပြောင်းလာခဲ့ဒီမနိုင်ငံကတော့တော့ကျွန်တော်တတ်မဲ့ပြုတ်ပဲဆိုတော့ချင်းရောက်လာတဲ့ညရှိလိုက်ပါရေကောင်ဆိုရင်မှုဖွင့်ကျွန်တော်ဒီကောင်လိုင်းဝင်ဒီလိုချင်းရောက်ပါတယ်အဲ့ တက်တယ်ပဲအဲစကန်အမှုပြန်ပါလိမ့်မယ်ကျွန်တော်ဒီကောင်ကတက်ပါတယ်ပြပါဆိုဘာသာသိမှမပါပဲလေဒီလိုပြောထားပါတယ်ဆိုအေးပြောထားတယ်ဟုတ်မှားလေတက်တယ်အမှုတော့ဖွင့်စကံသွားလို့အမှုဖွင့်ရင်ခိုင်လို့တဲ့တည်းအကြောင်းမချမ်းမရှိဘူးမှွင့်ပေးဘူးမဟုတ်ဘူးလားပြောဥယျာဉ်ကြီးရှိရင်ဖြီးပေးလိုက်ဦးအောင်ရနာဟုတ်ပြီလားပြည်ဒီလိုပြုပြီးတရားဝင်ပြီးတော့တရားစစ်စစ်ပါရယ်ဟုတ်ပြီလားဟာအဲ့လိုပေါလို့ပဲစားအောင်ရနာပြောတဲ့စကားခမလို့ဘာကိုကြည့်ပြီးဘာကိုရလာခံကြတာခမလို့ပြောတယ်ဒီတဲ့နေမောင်းလာလေတို့တို့ကဘင်းသားကြည့်ပြီးတနာမိတယ် ခသနာမိတယ်ခဗျာတို့သနာမိတယ်တကယ်ပေါ့လားဟုတ်လားမသိဘူးနော်ဥပဒေကိုထိုးလုံးမွေးရှင်တို့နှောက်ပြီးတော့ဟုတ်လားဟမ်ဥပဒေပညာရှင်ဥက္ကုဏီရရှင်းနေလားပညာရှင်လားဥပဒေပညာရှင်ဥက္ကုဏီရှင်တက်တက်စတော်သားရဲ့ရှင်းနေအောက်တန်းသားရဲ့ပဟုပလုံဝိသားရဲ့ပြောတာဟုတ်ပြီလားနီမင်းကဥက္ကုဏီငါပြောတဲ့ဟာတရားဥပဒေပြည့်မြောက်တယ်ဟုတ်လားမင်းကတော့တရားစစ်စစ်တော့မြန်မာနိုင်ငံရဲ့အင်တာဝန်လာခဲ့ဟောဘာသာရကပြောနေအောင်လားဟုတ်လား ဆုတ်ရှုတ်လည်းမရှိဘူးဆုတ်ရှုတ်လည်းမရှိဘူးကိုဘယ်လိုကောင်ဘာဘာဘာမှမသိစောက်အောင်လာတာဘယ်လိုလဲတိုက်ရတော့အော်လေခင်ဗျအဲ့ဒါတွေခင်ဗျရက်လာခိုင်းထိုင်လာတော့ခင်ဗျတို့ဘွားအတိုင်းဆက်သွားပါလိမ့်ခင်ဗျတို့ဘွားအတိုင်းဆက်သွားလိမ့်မယ်ဟုတ်ပြီလားအဲ့တော့ခမယောက်ဘုရားဒီဘက်ပို့စုကဒီဘက်နေမုံကဒီဘက်ပြစီပါရင်ကျုပ်တို့ကလေတာတာကြာတာကြည်လာပြောလေဩအင်း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 ဖြစ်တင်ပါလေငါတို့ ဟုတ်လားပြစ်တင်ပါလေကြာရှုံးတင်ပါလေပြစီတင်ပါလေငါပြောပါလေပြစီတင်ပါလေနော်တန်ပါလေတန်ပါလေတန်ပါလေခမောက်ခေါင်းပေါ်တင်ခဲ့တဲ့ຢာလေခမောက်တို့အားပေးခဲ့တဲ့ຢာခမောက်ကြီးကြီးခဲ့တဲ့ຢာလေအားလုံးကဒါမျိုးတွေဆိုတော့တန်ပါလေဖြစ်တင်ပါလေဗျာဖြစ်တင်ပါလေခင်ဗျာနော်ဖြစ်တင်ပါလေဖြစ်တင်ပါလေဒီနေ့ကဒီအော်ဒါတော့ပြောပြောချင်တာစို့မို့ခမောက်တို့ပြောချင်တာခမောက်တို့အသိဉာဏ်ရှိဖို့ဟုတ်ပြီလားကျုပ်ပြောတဲ့ຢာလေအားလုံးအမှဥပဒေရောက်နားလဲလို့ပြီးရောဟုတ်ပြီလား ဥယျာဉ်ကြီးတို့ကပါလိမ့်မယ်မေးကြည့်လိုက်မဟုတ်ဘူးလားပြော